ယမနီကမောင်ကလင်ကြီးလောက်ကပ်ပြီးသွားတဲ့အခါမှာတော့စူးကျူးတွေကအများကြီးအများကြီးပဲဖြစ်ပေါ်လာပါ रे ကျွန်တော်နေထိုင်တဲ့ပထဝီမြေကြီးဟာကြီးမားတဲ့လောက်ကပ်မှုဖြစ်သွားတဲ့အခါကျတော့ထူးခြားတဲ့သဘာဝနဲ့ပတ်သက်တဲ့ကြောင်းလေးမှုတွေလူကိုအန္တရာယ်ဖြစ်စေတာတွေအများကြီးပဲကြောင်းလေးဖြစ်ပေါ်သွားခဲ့တာပဲဖြစ်ပါ रे အခုပြီးမြေကလင်ပညာရှင်တွေကကြီးသူတွေကိုအေးပေါ်သတိပေးလာပါပြီအေယာဝတီမြေကျော်ပြောင်းလဲမှုကြောင့်တဲ့ ျွန်တော်တို့မန္တလေးတိုင်းဒေသကြီးနဲ့အင်းဝါကရေအောက်ကိုရောက်သွားနိုင်ပါတယ်တဲ့ဗျာအင်မတန်မှစိုးရင်ရပါရီအီယာဝီမြစ်ကျောဟာပြောင်းလဲနေတယ်လို့ပိုင်သိဆိုရဲငလင်ပညာရှင်သူဦးကပြောပြလာပါရီအရင်ကအဲ့လိုမသိတာပဲမဲ့အခုကလေးအပီးကိုနော်ပပူတိတိတသားပြောင်းလဲလာတာကိုတွေ့ရပါတယ်တဲ့ဗျာညီကြီးပေါ်ကတော့မြင့်မြင့်မို့လို့တိတိတသားမြင်ရပေမဲ့မြစ်ချမ်းပြည်အောက်ဘက်ကတော့မမြင်ရနိုင်ပါဘူးတဲ့အခုပြောင်းလဲတဲ့မြစ်ကျောအရဆိုရင်မန်းလေးနဲ့အင်းဝါကရေအောက် တီချောက်ကိုရောက်သွားနိုင်တယ်ဆိုပြီးတော့ခံမှန်ထားတာပဲဖြစ်ပါလိမ့်။အခုနွေရသည်ရေမတက်သေးဘူး။မိုးရသည်ရေတက်လာရင်မန်လီရဲ့အမရပူရနဲ့အင်းဝစကိုင်းအဆက်ကရေအောက်ရောက်သွားနိုင်ပါလိမ့်တယ်ဗျာ။ဒုတဝီရဲ့မြေကျောကိုပါကျွန်တော်တို့လည်လာနေပါလိမ့်။အဲ့ဒီမြေကျောသာပြောင်းလဲခဲ့ရင်အမြန်လန်းတဲ့လျှောက်ရုပ်တည်ရဲ့မြင်းနေဆင်းသွားတာနဲ့ရုပ်ကြီးရေကြီးလာတာတွေဖြစ်လာနိုင်လိမ့်။မွေးတိုင်းတွေကပွင့်ဖြူပဲမလေးဒီနေ့မိုးရင်းရေမြုပ်ပြီး လေဧကရာချီပျက်စီးနိုင်ပါ रे တဲ့ဗျာအခုငလင်ချိုးကိုလေးလာနေတဲ့ဘူမိပေရာပညာရှင်တွေကမြေကြီးကိုလေးလာချပေမဲ့မြေကျိုးကိုဘယ်သူမှလေးလာနေတာမမြင်ရတာအင်မတန်မှစိတ်မကောင်းဖြစ်မိတယ်လို့သူကဆိုပါရီမြစ်ကနှွေမှုမချောက်ရသေးပေမဲ့မိုးအတွက်ပြင်ဆင်သင့်ပါပြီတဲ့ဗျာအခုကလေးကစပြေရင်တော့ရက်ပေါင်း90လောက်ပဲချိန်ရတော့ပြီမြစ်လက်တဲ့မြစ်လယ်ပိုင်းနဲ့မြေအောက်ပိုင်းမှာရှိတဲ့မျိုးရွာနေဒေသခံတွေကိုကြောင်းရွှေ့တင်နေပြီပုံတွေနဲ့ဥမာပြထားပါရီဒီလမ်းကြောင်းပြောင်းသွားရီ မြေသားကိုမြေအောက်မှာလူတွေးကြည့်လိုက်ပါအခုလက်ရှိရေလန်းချောင်းသွာလာကြီးမှာတင်းလမ်းအတွေ့ထွင်သွားနေရတာမျိုးတွေရှိတယ်လို့သူက ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မန္တလေးတိုင်းဒေသကြီးအနီးတစ်ဝိုက်မှာနေထိုင်နေကြတဲ့ပြည်သူတွေမိမိတို့မှာအချိန်နာရီကရက်ပေါင်း90ပဲရှိပါတော့တယ်နော်မိုးရသည်ဆိုရင်အမတန်မှကြောက်ခမန်းလေးလေးကိုကြောက်ဖို့ကောင်းပါတယ်အခုကလေးကနေသတိဆိုတာပူတည်မရှိဘူးကြိုတင်ပြင်ဆင်ချပါဖြဲချောက်တာလည်းမဟုတ်ဘူးမိမိအသက်တွေအရန်အရန်ကိုအရေးကြီးပါရဲ့ဗျာ